မင်္ဂလာပါကျွန်တော်2025မေကွန်းနေ့တည်းဟာ stylistic transformation လေ့ကျင့်ကလေးကြီးကြီးအောင် a rewrite the sentences according to the instructions given in brackets ကိုယ်နဲ့မှပြထားတဲ့ညွှန်ကြားချက်တွေအရစာတောင်းလေးတွေကိုပြင်ရေးပါတဲ့အဲရေးကြည့်အောင် number 1 the weather is not the bad ရာသီဥတုကအဲ့လိုမဆူ but she dresses like it is freezing outside ဒါနဲ့တော့အပြင်ဘက်မှာအရင်အေးသလိုအလွန်လွန်အေးသလိုမျိုးဝတ်စားထားတယ် ာ join the sentences using as if as to as if to as to တို့သုံးမျိုးဝါကြတွေကိုစက်ပြပါဟာတကယ်အချိန်နဲ့မှန်ကမယ်ရာသူတို့သိမဆိုဒါနဲ့ तू ဟာဝတ်ထားတဲ့ပုံစံကအရင်အေးဆက်နေသလိုမျိုးဝတ်ထားတယ်ဆိုတော့ as if to as to တို့နဲ့နှားရှင်းတဲ့အခါမှာတကယ်ဖြစ်နိုင်တဲ့အချိန်ကြီးပေါ့နော်ဒီ as if to နောက်ပြီးတော့ as to တို့နဲ့ပြောတဲ့အခါမှာတကယ်ဖြစ်နိုင်တဲ့ real situation ကိုပြောတာလည်းဖြစ်နိုင်တယ်တကယ်မဖြစ်နိုင်တဲ့ and real situation ကိုပြောတာလည်းဖြစ်နိုင်တယ်။ real situation ဆိုပုံမှန်တိုင်းသုံးနေတဲ့ real tense တွေပဲသုံးလိုက်။ and real situation ဆိုတော့ past tense သုံးပြရ။အဲ့တော့အခုဒီမှာကြည့်ကြည့်လိုက်တဲ့အခါမှာရာသူတို့ကတကယ်တော့မဆူအဲ့လိုမဆူဒါပေမဲ့သူဝစားထားတဲ့ပုံစံကဘာဖြစ်လဲဆိုတော့လွန်းတော့ e လို့မျိုးဝစားထားရဆိုတော့ဒါကတကယ်မဖြစ်နိုင်တဲ့ unreal situation ကိုပြောတာလေ။အဲ့တော့နှမ်းရှင်းတဲ့အခါကျတော့ past သုံးပြီးပြောပြီး The weather is not that bad, but she dresses ဒီမှာ like နဲ့ဒီမှာသုံးတဲ့ as if to as to နဲ့တူတယ် it ပြီးတဲ့အခါမျိုးကျတော့ past tense သုံးလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲ war freezing outside ဒီလိုမျိုးဆိုရင် yeah uh, the weather is not that bad but she dresses as if it were freezing outside အဲ့ဒီအတိုင်းမနော် past tense သုံးလို့ဆိုပေမဲ့ was အစာဝယ်သုံးမိရဒါကြောင့်မလို့ it were ဖြစ်နေ it were freezing outside ဒီနေရာမှာ or ကိုကနေပြီးတော့နော် she dresses as if it were frozen outside ဒီတိုင်းပဲရှိမယ်အရှိကတဝဲတက် is not that bad မထိဘူးဆိုရင်မရဘူးလားဆိုတော့ရတော့ရပါတယ်နော်အဲ့ဒါကဘာဖြစ်တယ်လဲဆိုတော့ပို့ပြီးတော့ဟိုဒီ informal writing နဲ့ for concert writing ပေါ့ကြည်ကြည်လေးရေးတဲ့အခါမျိုးじゃပို့ပြီးတော့ကောင်းတယ်အဲဒီမှာတော့ဆောင်ပွဲဖြစ်တဲ့ကြောင့်မို့သူပြောတဲ့အတိုင်းအပြည့်စုံလေးကိုတိတ်မပြေမနဲ့ရေးလိုက်တာတော့အဆင်ပြေတာပေါ့ဒီတိုင်းလေးထားလိုက်မယ်နော် and number 2 he ignored everyone at the party သူကပါတီပွဲမှာရှိတဲ့လူတိုင်းကိုလှစ်လျူရှုခဲ့ he was true to the host တို့တာအရှင်ကိုရိုင်းတာပေါ့အဲ့တော့ not only but also နဲ့သုံးမယ် not only but also နဲ့သုံးတဲ့ခါကျဒီမှာကြည့်ကြည့်လိုက် तू ကလစ်လို့ရှူတာတခုကိုနောက်တစ်ခုကရိုင်းတာတခုဆိုတော့အဲ့ဒီမှာတခုချင်းစီထုံနှုတ်စရာနော် not only but also မရှိမရှိတဲ့ခါကျတော့ inversion နဲ့ရေးစေချင်တာတို့လည်းပြောထားပါတယ် beginning with not only but also ဆိုတော့ inversion နဲ့စတဲ့ခါမှာအဲ့တော့ not only နဲ့အရင်စလိုက် not only ပြီးတော့ verb subject ရေးမယ်လေဒါ inversion ဖြစ်သွားအောင်လို့ဒါနဲ့ ignore he အဲ့လိုမျိုးလုပ်လို့မှမရ past tense ဆိုရင်ကိုကနေပြီးတော့အာ did ထုတ်သုံးလိုက် not only did he ignore ဆိုဖြစ်သွားမယ် everyone at the party comma ကိုမယ် but he was also rude to the host ဒီလိုဆိုရင်ရအာ not only did he ignore everyone at the party comma ကိုမယ် but also ဒီ verb to be ရဲ့အနောက်မှာထားမယ်နော်အဲ့တော့ပထမ verb ကအနောက်မှာထားလိုက်မယ် he was also rude to the host အစဉ်ပြေ number 3 she tries hard to please her boss သူကသူ့ရဲ့ boss ကိုကျဉ်းနဲ့စီဖို့အတွက်ကြိုးစားတာပေါ့ he is never satisfied သူကတော့ဘရောမှမကျဉ်းနဲ့အဲ့တော့ no matter how သုံးပြီးရအဲ့တော့ဘာဖြစ်လဲဘလောက်ပဲကြိုးစားသည်ဖြစ်စီပေါ့ဒီနေ့မှာ hard ရဲ့ or adjective သို့မဟုတ် adverb ကို no matter how နဲ့တွဲပြီးရ နော်ဒီမှာတော့ adverb နေနဲ့သုံးထားတယ် no matter how hard she tries to please her boss တို့ဖြစ်သွားမှာပေါ့ no matter how hard မှာ adjective သုံးမော adverb လိုက်ပြီးမြင် no matter how hard she tries to please her boss ကမှာကိုလည်းမြင် he is never satisfied ပြန်မြင်မြင် no matter how hard she tries to please her boss he is never satisfied ဟိုရှင်းအောင်ပြောလို့လေရအောင်နော် her boss is never satisfied no matter how hard she tries to please her and uh, to to please him ဒီလိုဆိုလေရအောင် ုစိတ်တည်းကြီးပါ for it rained heavily last night မနေ့ညတော့မူးတဲတဲမမဲရွာခဲ့တယ် we could not camp under the stars ဒီကြေရအောင်မှစခန်းမချနိုင်ခဲ့ဘူးပေါ့ a touch connection နဲ့တုံးပြရ a touch connection နဲ့တုံးပြရရေးမယ်ဆိုရင်တကယ်အခြေအနေမှန်ကမိုးကတဲတဲမမဲရွာခဲ့တယ်ကိုရီလည်းတကယ် camp မလုပ်နိုင်ခဲ့အဲ့တော့စိတ်ကူးယဉ်ကြည့်လိုက်ဘာသာဖြစ်မယ်ဆိုရင် မိုးရတဲတဲမဲမရွာခဲ့ဘူးဆိုရင် camp လုပ်နိုင်မှာပေါ့ဒီလိုလေးပြောပြရအဲ့ third connection ရဲ့ပုံစံကတော့ if subject had factory main clause မှာ subject would coach လေးရနော် eh, and being have factory <inaudible> ဒီလိုမျိုးဖြစ်ရအဲ့တော့ if နဲ့စမယ် if it had not rained ပြတော့မှာပေါ့မိုးမရွာခဲ့ဘူးဆိုရင် if it had not rained heavily last night comma ကိုလိုက်မယ် we could have camped under the stars ဒီလိုမျိုးဖြစ်သွားမှာပေါ့နော်အဲ့တော့ဟိုကအငင်းထက်ဒီကအငင်းဖြိုးအဲ့လိုမျိုးမဟုတ်ဘူးနော်အတိပဲနဲ့ပဲစဉ်းစားမိုးတဲတဲမဲမဲတာမရွာခဲ့ဘူးဆိုရင်စကန်ချနိုင်မှာပေါ့အဲ့လိုမျိုးပြောချင်တာဖြစ်တဲ့ကြောင့်မလို့ if it had not rained heavily last night we could have camped under the stars ဒီလိုမျိုးပြောပြရပါမယ် number 5 scientists have discovered a new species of bird in the amazon rainforest သိပ္ပံပညာရှင်တွေကအမေဇုန်မိုးတစ်တော်တွေမှာနှက်မျိုးစေ့အစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ် ဒါကို change the sentence into the passive voice passive voice ကိုပြင်ပြလိုက်ပါအန်တီလေတဲ့ခါမှာ subject က scientists verb က have discovered object ကတော့ a new species of bird a new species of bird ရှိတယ်လား a new species of bird music တမျိုးပဲအဲ music တမျိုးပဲဖြစ်ကြောင်းမလား has တုံးလိုက်မယ် has been discovered ပြီးတော့ရှာတွေ့ရဗမာရှာတွေ့ရဆို in the amazon rainforest အဲ့ဒါကို discovered နဲ့ကပ်ပြီးထားလိုက်ပြီးတော့မှ by scientists အဲ့လိုမျိုးရေးပြရအောင် a new species of bat has been discovered in the amazon rainforest by scientists အဲ့ဒီမှာမေးပြရရှိတယ် in the in the amazon rainforest အနောက်မှာထားလို့မရဘူးလားအဲ့တော့ထားကြည့်လိုက်လေ a new species of bat has been discovered by scientists in the amazon rainforest အမေဇုန်မိုးသစ်တော်တွေကသိပ္ပံပညာရှင်တွေလို့ဖြစ်သွားလိမ့်မယ်ပြောချင်တာအဲ့လိုမဟုတ်ဒီငှက်တွေကိုအမေဇုန်မိုးသစ်တော်တွေမှာရှာဖွေတွေ့ရှိတာပေါ့အဲ့တော့အထူးပြုချင်တဲ့ဥစားနှစ်ခုကိုကတ်ထားလိုက် in the amazon rainforest discovered through အထူးပြုချင်တဲ့ဥစားမလို့သူတို့နှစ်ခုကိုကတ်ပေးထားတယ် Number six, after they had completed the project, through the project to a Peter Bianama, they celebrated with a team dinner. through တခါလေဒီညစာပေါ့နော်အဖွဲညစာနဲ့အောင်ပွဲကျင်းပတာ။ Okay participle phrase ကိုသုံးမယ်။ဒါအချိန်ကိုပြတယ်။ဘာဖြစ်ပြီးတဲ့နောက်လဲ။ project ပြီးတဲ့နောက်ပေါ့။အဲ့တော့ကြည့်လိုက်တဲ့အခါမှာ perfect tense နဲ့ရေးထားရဆိုရင်တော့ perfect participle နဲ့သုံးမယ်။ perfect participle ဆိုရင်ဘာနဲ့စတာလဲ။ having factory ပေါ့ ဒါကြောင့်မလို့ haven't completed the project ကမှာကိုလည်းမေး they celebrated with the team dinner ဟုတ်ပြီနော်ပြန်မြင်မေး haven't completed the project they celebrated with the team dinner ရှင်းအောင်ပြောလို့လည်းရ they celebrated with the team dinner haven't completed the project ဒါဆိုလည်းမှန်တာပါပဲ number 7 there are often storms towards the end of the of monsoon မုတ်တုံရာဒီရဲ့အဆုံးတော့မှာမုန်တိုင်းနေရှိတယ်ဒါဟို it is itrus ဒါနဲ့ပြန်ရေးပြရ present tense ဖြစ်တာဖြစ်ကြောင့် it is သုံးလား it is there လို့လုပ်လို့တော့ဖြေရပါเนาะအဲ့တော့ဘာမှလဲဆိုတော့မုတ်တုံရာတိရဲ့အဆုံးနောက်မှာဆိုတဲ့အချက်ကလေးကိုကိုကနေပြီးတော့အလေးနဲ့ထားလိုက် towards the end of monsoon ဆိုတဲ့ဥစ္စာလေးကိုအလေးနဲ့ထားလိုက်အဲ့ဒါဆို it is towards the end of monsoon ပြီးမှလည်းဆက်လိုက်မလဲ that there are often storms uh, it is towards the end of the monsoon that there are often storms so you on number 8 it rains continuously အဲမြေမနာနော်ဒါမှမဟုတ်တောက်လျှောက်ပေါ်မိုးရွာနေတယ်။ The city experience flooding မြို့ဟာရေလွှမ်းမှုတဲ့ဥစ္စာကိုတွေ့ကြုံရတယ်။ As a result of storm ဒီနေ့မှာ as a result of နဲ့ as a result နဲ့နှစ်ခုနိုင်ရှိမိမဲ့အောင် as a reset train သူ့ရဲ့အနာမှာ reset to ပြအကြောင်းဟိုရက်ဖြစ်လာတဲ့ရက်လက်ကိုပြ as a reset to for ဘာရရက်လက်နဲ့ညာရက်လက်နဲ့ဆိုတော့ तू ကဟောဒီမှာဘာကိုပြရမလဲဆိုရင်အကြောင်းရင်းကိုပြ နော် as a result of အကြောင်းရင်ဘာကြောင့်ဘာဖြစ်တယ်လဲဆိုတော့ပြောရင် as a result of တုံးမယ်ဘာကြောင့်ဘာဖြစ်သွားတယ်ဆိုဖြစ်သွားတဲ့ဥစ္စာရလက်ကိုပြောခြင်းတဲ့ခါကျရင်နော် as a result တုံးတယ်ဒီနေ့မှာ as a result of တုံးခိုင်းတယ်ဆိုတော့မိုးတက်တက်မဲမဲပေါ့နော်မိုးမရက်မနာရွာနေရဲ့အတွက်ကြောင့်ခင်ပြီးတော့မှမြို့ဝနေပြီးတော့ရေကြီးအောင်ကျုံရတယ်လို့ကိုကပြောမယ်အဲ့တော့ as a result of ရှိထားလိုက်ရပါတယ်အလင်းမှာထားလိုက်ရတယ်တိုက်တူထားအဲ့တော့အရှိမထားမယ်ဆိုပါစို့ ဟာဆိုင် SARES2LD result of မှတ်ထားမဲ့တစ်ချက်ကဒီလိုမျိုး S result trophy နောက်မှာနောင်းလိုက်ပြီးရဒီမှာကြည့်လိုက်တဲ့အခါမှာ range continuous data တော့တွေ့တယ်အဲ့ဒါဆိုနောင်းနေလေကိုယ်စဉ်းစားလိုက်မယ်ဆိုရင် mo ပေါ့ RAIN ray ဒါနဲ့ continuously ကအဖော်ဖြစ်နေတယ် rain ကိုတွားပြီးတော့နောင်းအနေနဲ့ continuously rain လို့လို့မရအဲ့တော့သူ့ကို adjective ပြောင်းလိုက်ပေါ့ continuous rain ဖြစ်သွားမယ် အဲဆိုင် daily ထဲမှာဆို the continuous train as a result of the continuous train the city experienced flooding သို့မဟုတ် the city experienced flooding as a result of the continuous train ကြည့်တာပြောလို့ရပါကဲဒီမှာတော့ as a result of ကိုနောက်ထပ်ပြီးပြောလိုက်မယ် the city experienced flooding as a result of the continuous rain number 9 anna said to me anna ငါ့ကိုပြောတယ် I might visit you next week if I'm not too busy. ငါတိတ်အလုပ်မများနေဘူးဆိုရင်ငါမျိုးကိုရှေ့တစ်ဖက်အလဲလာမယ်။ Okay. ဒါကတော့ statement ပြောထားရဆိုတော့ Anna said to အစားပါသုံးလိုက်မလဲ? told ပြီးရင် that နဲ့ဆက်လိုက်။ပြောင်းပြီးရမှာ pronoun တွေပြောင်းပြီးရမယ်။အဲ့တော့ I might တော့ထပ်ပြောင်းလို့မရတဲ့အတွက်ကြောင့်မပြောင်းတော့ဘူး။ you ကိုပြောင်းမယ်။ next တို့ပြောင်းရမယ်။ပြီးတော့ I am ဒါပြောင်းရမယ်။ဒါလေးတွေပြောင်းကြတာပေါ့။အဲ့တော့ဘယ်လိုပြောမလဲ? Anna told me that ိုင်ဆိုတာ तू ကပြောနေရလीအဲ့ဆိုရှီဘောရှီမိုက်ဗစ်စစ်ယူဆိုတာကငါ့ကိုပြောနေရဆိုတော့ me next to the following ပြောမယ် next week ဆိုတော့ the following week if ဒီအိုင်ဆိုတာက and ပြောနေမှာလို့ပြင်ထည့်လိုက်ရှီ am က present tense ဖြစ်နေတယ် past tense ပြောနိုင်မယ် was not too busy ဒီလိုဖြစ်ရမှာပေါ့အခုပြန်မောင်းလိုက်မယ်ဆိုရင် Anna told me that she might visit me the following week if she was not too busy Okay, the last number. The movie was very interesting. ရုပ်ရှင်ကအရင်စိတ်ဝင်စားစရာကောင်းတယ်။ It kept us engaged till the end. အဆုံးထိကိုသူကဆွဲဆောင်သွားတာပေါ့နော်။စိတ်ဝင်စိတ်ဝင်စားသွားစီတာပေါ့။အဲ့တော့ enough to နဲ့ပြောရအောင်။ enough to ရဲ့ပုံစံက adjective enough to ဘာဖြစ်နိုင်လားအော်ဘာဖြစ်တယ်ပေါ့။ဟုတ်ပြီနော်။ဒါဆိုရင်ကိုကဘာဖြစ်တယ်လဲဆိုတော့အဆုံးထိဆွဲဆောင်နိုင်လားအော်အဆုံးထိစိတ်ဝင်စား ဆရာကောင်းတော့အောင်သူကပါရှိတယ်လေစိတ်ဝင်စားစရာကောင်းတယ်ပေါ့အဲ့တော့ကိုပြောတဲ့ခါကျရင်ကဲလုံတော့အောင်စိတ်ဝင်စားစရာကောင်းတယ်ဒီလောက်ဖြစ်နိုင်လောက်အောင်စိတ်ဝင်စားစရာကောင်းတယ်ဆို interesting enough to လို့တော့မှာပေါ့နော်အဲ့တော့ဘယ်လိုပြောရင်ကောင်းမလဲ the movie was အာတို့ဒီမှာ enough to တော့နောက်ခါကျရင် very ကိုပြန်မထည့်ရအောင်နော် the movie was interesting enough to to ရဲ့နောက်မှာ infinitive တော့မှာဆိုတော့ capture past time ကို keep keep ပြောလိုက်မယ် the movie was interesting enough to keep us engaged till the end ပြောလိုက်ရပြီပေါ့ပြန်ဖတ်မယ် the movie uh the the movie was ပြန်မနော် the movie was interesting enough to keep us engaged till the end ဒါလို့ဆိုရင်ဒီမိကုန်းတွေကိုဘယ်လိုမျိုးစဉ်းစားဖြည့်ဆို့ရမလဲဆိုတော့ဟုတ်ကောင်းကောင်းနားလည်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်